ာဒီဒါရွက်လွင့်နဲ့နေတဲ့များကဲဒီနေ့မှာတော့ဂန်နာရူရဲ့အတောက်ပြောင်လာဆုံးသောရွှေခေတ်ကြီးကနီးပြည်အာဆင်ဝင်းငါရဲ့အနောက်မိုင်ကာလရဲ့ဖြစ်တဲ့ဒေါ်လာ2020ဝင်းကျင်ကာလကလေးကအမရိတ်ကွင်းသစ်စီမံကိန်းကြောင့်မလို့ငွေကြေးပိုင်းနဲ့တူတူကြာဆင်းလာခဲ့တာဖြစ်ပါတယ်ပြီးတော့သူ့ရဲ့နောက်ပိုင်းမှာဝင်ရောက်လာခဲ့တဲ့နီးပြအူနိုင်အမရီရဲ့လက်ထက်မှာလည်းစာရွက်ပေါ်မှာကတော့အချက်လက်တွေရမစိုးဘူးလို့ကျွန်တော်ကပြောနိုင်ပေမယ့်လေအာဆင်နယ်လိုအသင်းမျိုးဖြစ်နေရကြောင်းမလို့မလုံမလောက်ဖြစ်ခဲ့ရပြီးတော့ပြည်သက်တွေကပါအ မဟာအောင်မြင်မှုကိုတကြော့ပြန်ပြီးတော့ခံစားကျင်တဲ့စိတ်အပြစ်ဖြစ်နေခဲ့ကြပါတယ်2019ရာသီရဲ့ခုနှစ်ပွဲဇက်တိုက်နိုင်ပွဲမရှိတာကြောင့်မလို့လေဂန်နာရိုရဲ့မန်ချက်ကနှမ်းထွက်မကိုက်ပဲအထုတ်ခံလိုက်ရတာဖြစ်ခဲ့ပါတယ်အာဆင်နဲ့ကြာစင်းမှုတွေကိုအဖက်ဖက်ကနေပြီးတော့ပြန်လဲစေယူဖို့အတွက်ကိုအတင်းအတွက်နီးပြအသက်ရှာနေတော့မှာပဲနီးပြအာရီတာကလည်းရင်ငတ်တုံးမှာရေရွနဲ့ကြဆိုလို့အချိန်ကပ်ရောက်လာခဲ့တာမျိုးပါပြီးတော့အဲ့ဒီအချိန်တုန်းကနီးပြရဲ့ပက်ဂွာရီယိုလာနဲ့တူတူအာရီတာက မန်စီးရီးအသင်းရဲ့လက်ထောက်နီးပြအဖြစ်ရှိနေပြီးတော့ငွေရွေတဲ့အပြင်ကမှအတွေ့အကြုံနုနယ်သေးတဲ့နီးပြဖြစ်လို့ဂျော်ဒါဂန်နာတော်တော်များများအပြင်ကမှတခြားဖန်တွေကလည်းမယုံမကြည်ဖြစ်ခဲ့ကြပြီးတော့အာလီတာကဘာများလုံးပြနိုင်မလဲဆိုပြီးတော့မေးခွန်းတွေကိုဂျော်ထုတ်ခဲ့ကြတယ်။နောက်ပိုင်းမှာတော့အာလီတာရဲ့ကောင်းမွန်တဲ့အရေးချင်းနဲ့မတူညီတဲ့အတွေးခေါ်မှုတွေကြောင့်မလို့အာဆင်နယ်ကိုကောင်းကောင်းကင်တွင်နိုင်မှာပါဆိုပြီးတော့နီးပြရဲ့ဂွာရီယိုလာတဦးတည်းကသာပြောဆိုချီးမွမ်းခဲ့တာမျိုးရှိခဲ့ပါတယ်။ဒါအပြင်မှာနီးပြရဲ့ဂွာရီယိုလာကလည်း ကျန်တဲ့အသင်းတွေကိုကျွန်တော်တို့ဂိုးသွင်းနိုင်ခဲ့လို့ရှိရင်တော့အာရီတာနဲ့တူတူအောင်ပွဲခံနိုင်ခဲ့ပေမယ့်အာဆင်နယ်အသင်းကိုမန်စီးတီးယားဂိုးသွင်းခဲ့ရင်တော့အာရီတာအောင်ပွဲမခံဘဲနေနေခဲ့တယ်လို့အာဆင်နယ်ရဲ့ခေါင်းဆောင်အဟောင်းဖြစ်သူအာရီတာရဲ့အသင်းပေါ်ချစ်မြတ်နိုးမှုပေါ်မှာမီရာရီစီကိုလည်းဖောက်တယ်ချခဲ့ပေးမှုပါတယ်။ပြီးတော့လည်းအာရီတာကအာဆင်နယ်ကိုရောက်ချင်းမှာအသင်းလိုက်အားကစားမှာအရေးပါတာတဲ့နိုင်လိုစိတ်ပြင်းပြမှုတွေပျောက်ဆုံးနေခဲ့ရပြီးတော့အာဆင်နယ်အသင်းရဲ့ identity နဲ့တူတူဂိုးပေါက်တွေကလည်းပျောက်ဆုံးနေခဲ့တာပါ။ ာရီဒါအဲ့ဒါတွေကိုတဆစ်ချိုးပြောင်းလဲဖို့အတွက်ဘာတွေလုပ်ခဲ့တယ်လဲဆိုရင်တော့ကျွန်တော်တွေဒါအားစားစိတ်တဲ့အများအပြားကိုသင်ပေးခဲ့ရပြီးတော့သူရဲ့အောက်ချင်းမှာပဲအတင်းရဲ့ဂိုးပေါပျောက်ဆုံးမှုကိုဖြေရှင်းဖို့အတွက်ကိုမှ possession နဲ့ play ကိုကောင်းကောင်းလေးအသုံးချခဲ့တယ်။ပြီးတော့ possession နဲ့ play ကွင်းတွင်းမှာကွင်းလေကစားသမားတွေကရှီရန်တိုက်စစ်နဲ့နောက်တန်းခံစစ်ကိုချိတ်ဆက်ကစားပေးရပြီးတော့မြန်မြန်ဆန်ဆန်နဲ့မှန်ကန်တဲ့ဘောလုံးပေးပို့မှုတွေကိုများစွာပြုလုပ်ကဘောလုံးအရကင်ထားပြီးတော့ပြိုင်ဘက်အသင်းရဲ့နေရာလွတ်တွေကိုရှာပြီးတော့အသုံးပြုရမျိုးဖြစ်လို့ ကစားမြိုင်တဲ့အပြင်ကိုမှအာဆင်နယ်လိုမျိုးကမ္ဘာတဝမ်းကပြိသက်များစွာမျက်စိတောက်တောက်ကြည့်နေတဲ့အသင်းတွေလည်းသဘောကျစရာကောင်းတဲ့ချစ်စရာကောင်းတဲ့ကစားဟန်ကိုဖြစ်စေခဲ့တာပဲဖြစ်ပါတယ်။ဒါ့အပြင်မှကျိုးတာ4231ကနေပြီးတော့343ဆိုတဲ့ကစားပုံအထည်ကိုရာသီဆက်ဆာခြင်းမာရီမဲကင်တွေပြောင်းလဲအသုံးပြုခဲ့လို့နောက်တန်းဟိုက်ဒိန်ညာဇုံကိုလည်းထိုးပေါက်ခံရမှုနေပါခဲ့ပြီးတော့နောက်တန်းစီကိုလည်းကစားသမားတွေကမြန်မြန်ဆန်ဆန်ပြန်ဆင်းပြီးတော့ ခံစစ်စွမ်းဆောင်ရည်လည်းပုံမတည်ငြိမ်ခဲ့ရပြီးတော့ဂိုးပေးမှုလည်းနေပါခဲ့ရပါတယ်။အဲဒါပြောမယ်ဆိုလို့ရှိရင်နီးပြတဲ့ရဲ့ဥဆောင်မှုမှာခြေစွမ်းမိုင်းအဆင်ပြေလာတဲ့အာဆင်တွေကကျောဒါ2019ရာသီပရီးမီးယားလိမှာအဆင့်7ကနေပြီးတော့ရာသီစားခဲ့ရဆိုပေမဲ့လည်းအဆင့်8ထိကိုမှဒါတက်လန်းနိုင်ခဲ့တယ်ပေါ့လေ။ဒါပြင်မှာလန်ဒန်မြို့ကန်ဒါဘီပြိုင်မက်ဖြစ်တဲ့ချယ်ဆီအသင်းကိုလည်းဥပါမီယန်နဲ့တွင်းကိုင်းနဲ့အတူတူအနိုင်ယူပြီးတော့ FA ကပ်ကိုလည်းတပါးရေအရယူနိုင်ခဲ့လို့အာရီဒါကအာဆင်နယ်အသင်းကိုနီးပြအနေနဲ့ကို ကစားသမားကောင်းဆောင်အနေနဲ့ပါ FA ကကိုအရယူပေးနိုင်ကြလို့ဒါကျွန်တော်တို့ပြောရလိမ့်မယ်။အာဇင်နယ်တင်းက2020-2021ရာသီမှာတော့အောင်မြင်မှုကြီးကြီးမားမားမရခဲ့ဘူးဆိုပေမဲ့လေနီးပြအာရီတာကအသင်းကိုပုံပြီးတော့ကောင်းမွန်စေဖို့အတွက်ဘာတွေကိုလှုပ်ဆောင်ရမလဲဆိုတာကိုသိနေတဲ့နှစ်တစ်ခုအနေနဲ့လည်းဒါရှိခဲ့တယ်။ပြီးတော့အာဇင်နယ်ကစေဘွေးစတိုင်းနိုင်ပွဲပြောက်ခဲ့ပြီးတော့ Old Trafford မှာကန်ခဲ့ရတဲ့ Man U နဲ့တပွဲတွေကိုသာအနိုင်ရရှိခဲ့တာပါ။အဲ့ဒီပွဲစဉ်တော်တော်များများကလည်းဘောလုံးကိုအသာစီးရယူနိုင်ခဲ့တယ်ဆိုပေမဲ့ အမှန်ကန်တဲ့ဘောလုံးပေးပို့မှုတွေများစွာရှိနေကြတဲ့ကတွင်းကိုးတွေအဖြစ်ကိုတော့ကျွန်တော်ဒါတိုက်ဆက်ကနေပြီးတော့မပြောင်းလဲနိုင်ခဲ့ဘူး။အားကြောင့်မလို့နီးပြအာရီတာကကစားပုံပြန်လဲတုံးတက်ပြီးတော့တိုက်စစ်ကို ပြုပြင်ပြောင်းလဲဖို့အတွက် စာကာတို့ပြီးတော့မာတင်နယ်လီတို့စမီရိုတို့လိုမျိုးငယ်ရွယ်တဲ့ကစားသမားတွေကိုအသုံးပြုခဲ့ပြီးတော့သူတို့ရဲ့နိုင်ပွဲမရှိတဲ့စံချိန်ကိုချိုးပြတ်ပြီးတော့ခြေစည်းကိုအနိုင်ယူပြီးတော့ကစားပုံကိုလည်းပြန်လဲဒါတိုက်မစေခဲ့တဲ့ပေါ့။အဲ့ဒီမှာပဲအာဆင်နယ်အသင်းအတွက်အရေးပါလာမဲ့လူငယ်ကစားသမားအိုရီဂတ်ကိုလည်းဒါကျွန်တော်အောင်မြင်မြင်ခေါ်ယူနိုင်ခဲ့တယ် အာဇင်တင်းက2021 2022ရာသီအစမှာတော့နီးပြအာရီတာကတော်တော်လေးမှလုံပြနိုင်ခဲ့တယ်လို့ပြောရလိမ့်မယ်။ရာသီရဲ့အချိန်တော်တော်များများမှအဆင့်လေးကိုဝင်နိုင်ခဲ့ပါတယ်။ရာသီကုံမာတို့ကစားသမားတွေကပွဲပန်းနာတွေအပြင်ကိုမှနောက်တန်းတိုင်ရာလေးပြဿနာများစွာကြုံခဲ့ရပြီးတော့စပါးတင်းကိုအဆင့်လေးနေရာဒါပေးခဲ့ရတယ်ပေါ့လေ။ကနာရိုကသူတို့မျော်မှန်းခဲ့ကြတဲ့အာဆင်နယ်ရဲ့ရွှေခက်ကို2022နဲ့2023ရာသီမှာစတင်ပြီးတော့ခံစားခဲ့ရလို့ပြောရင်တော့ပိုပြီးတော့မှန်လိမ့်မယ်ဗျာ ဘာလို့ဆိုတော့ဂျေဆုဇင်ချန်ယုံနဲ့အတူတူကွေးလေကိုလှည့်ပတ်ကစားပေးနိုင်တဲ့ကစားသမားတွေနဲ့အတူတူမှာဝီလီယမ်စလီဘာလိုမျိုးခဲစစ်ပိုင်းမှာမာကျောတဲ့ကစားသမားတွေလည်းဒါအရယူပြီးတော့ခေါ်နိုင်ခဲ့တယ်။အာလီဒါနဲ့ပက်ဂွာရီယူလာတို့ဆရာတပည့်နှစ်ယောက်ရဲ့ချန်ပီယံဂုံပုတ်အားပြိုင်မှုကလည်းထိဆုံးကိုရောက်ခဲ့ပြီးတော့ဂျေဆုရဲ့ဒူကောင်ခွဲစေမှုနဲ့စလီဘာရဲ့ဒဏ်ရာကြောင့်သာမဟုတ်ရင်ဒါကြောင့်ပထမအနေနဲ့ရခဲ့ဖို့အတွက်အများကြီးနှိစက်ခဲ့တယ်။ဒါမဲ့ဒူရီယာအစ်စ်နဲ့သာအဲ့ရာတွေကလည်းပိတ်သိမ်းခဲ့ရပါတယ်။ ဝင်းကားလက်ထက်ကလေးကဝေးကွာနေတဲ့ချမ်ပီယံလိဝင်ခွင့်ကိုရအောင်တော့ဒါစွမ်းဆောင်နိုင်ခဲ့လို့ပြောရပါလိမ့်မယ်။ဒါကြောင့်မလို့အဲ့ဒဏ်ရပြဿနာတွေကိုပုံမှုအစင်ပြေလောင်လို့ဆိုပြီးတော့2024ရာသီမှာအသင်းအတွက်ကိုငွေကြေးကိုပို့ပြီးတော့အသုံးပြုပြီးတော့ Declan Rice အဲ Daisy Raya ကိုင်ယာဗတ်တိုလိုမျိုးထိတ်တန့်ကစားသမားတွေနဲ့အသင်းကိုထပ်မံတီးဆောက်ခဲ့တဲ့အပြင်ဂန်နာတိုင်းကလည်းအရင်နှစ်ကမရခဲ့တဲ့ Premier League ဖလားကိုဒီနေ့ရဖို့အတွက်တကယ်ကိုမှယုံကြည်မှုပြင်းပြခဲ့တာဖြစ်ပါတယ် ါပေမဲ့လေယာဒီကုန်းကနေကြမှာပဲထပ်မံချီချော်သွားပြီးတော့ရမနှမအလိုတဲနဲ့တီတီလေးထပ်မံပြီးတော့ချန်မင်းလီဖလားကိုတိလွဲလေးကလွဲခဲ့ရတာပါအခုနေ့ယာဒီမှာလေနီးပြအရိတာကပရီးမီးယားလိမှာအဆင့်နှစ်ကိုရရှိထားပြီးဖြစ်ပြီးတော့ချန်မင်းလီမှာလည်းပဲကွာတာဖိုင်နယ်အထိကိုရောက်ရှိထားတာဖြစ်လို့ချန်မင်းလီဖလားကြီးကိုလန်နဲ့အမ်ရီကွင်းစီကိုပဲနီးပြအရိတာရဲ့ဦးဆောင်မှုနဲ့တူတူအရယူနိုင်သွားမလားဆိုတာကိုရင်ကုန်စွာနဲ့ပဲကျွန်တော်တို့ကန်နာအပေါင်းကစောင့်ကြည့်နိုင်မှာပဲဖြစ်ပါတယ် အသင်းကိုချစ်တဲ့နီးပြအာဒီတာကအာဆင်နယ်သင်းရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ကစားသမားဆိုင်ရာစာရေးမကဘဲနဲ့ငွေကြေးအစိုးဆုံးချီနီမှာရောက်ရှိခဲ့ပေမဲ့ဂန်နာရူရဲ့အောင်မြင်မှုကြီးစီကိုတဖန်ပြန်ရောက်ဖို့အတွက်တနေ့ပြီးတနေ့ပို့ပြီးတော့နီးကပ်အောင်ပြုလုပ်ပေးနိုင်ခဲ့တာကတော့ငြင်းမရတာအမှန်ပဲဖြစ်ပါတယ်။ဒါကြောင့်နီးပြအာဒီတာရဲ့ဥစားမှုနဲ့အာဆင်နယ်ရဲ့ရွှေခေတ်တစ်ခေတ်ဖြစ်လာမယ့်နေ့ရက်တွေကိုရွက်လွင့်သွားနိုင်လိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်ပါတယ်။ ကဲအဲ့တော့ဒီဗီဒီယိုလေးကိုကြိုင်းနေတဲ့တည်းဆိုရင်တော့တင်သမျှတွေကိုလွတ်သွားအောင်မျိုးမရှိရလေအောင်ကျွန်တော်ရဲ့ page လေးကိုလည်း like and subscribe လုပ်ထားပေးကြပါဦးဗျ။နောက်တဲ့ video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။